ဒီကန့်နံရွက်တွေကိုကိုတိုင်စိုက်ပြူထားတာပါမျိုးစီလေးတွေကနေအရွက်ကြီးတဲ့အထိရေနဲ့ပဲမြေဩဇာရေထည့်ပြီးစိုက်ထားတာပါအခုဆိုရင်အရွက်အကြီးကြီးဖြစ်နေပြီလေလာအတူတူကူးစားရအောင်ကျန်အမြင်လည်းလာလိုက်တာသူ့ဒီမျိုးထားထားလို့ရှင်သူတည်းနဲ့ပြန်ထွက်တတ်တယ်တဲ့အဲ့တော့တလူလေးပဲဆက်ယူလိုက်တယ် လက်ဆက်လိုက်တာပဲမှန်ရွက်ကပိုးကြတာတွေလို့ပိုးသက်စေသုံးတာများပါတယ်ဈေးမှဝယ်စားရင်တော့တိတ်မစားချင်ဘူးပြီလားကိုရင်ဆိုင်ထားတော့လေစိတ်ချလက်ချစားလို့ရတယ်ဆက်ရတာလည်းလွယ်တယ်လေဒီကဲ့နံ့ရွက်တွေကိုခူပြီးရင်တော့ချက်ချင်းချက်စားမယ်ဒီဟင်းကိုတော့လေအဆိုင်ဆုံးပဲစားလို့လည်းအရန်ကောင်းတယ်အခုလိုကဲ့နံ့ရွက်ကိုခူပြီးစေပြီးအစင်သင်းဖြစ်ပြီးဆိုရင်တော့ ကဲအိုးထဲမှာစီအနှဲငယ်ထည့်ပြီးစက်သွန်ဖြူကို အရင်ကြော်လိုက်မယ်။ဟင်းစက်သွန်ဖြူလေးဆက်ပြီးမွေးလာပြီဆိုရင်တော့စက်မှန်ရလေးကိုထည့်လိုက်မယ်။ဒီတော့အရတာမုန်လေးထည့်မယ်။ဘဲငံပြာရည်ငံပြာရည်အနှဲငယ်ခရုစီဆက်ပြီးခဏလေးမွေးပြီးတော့မှနည်းနည်းဆက်လာပြီဆိုရင်တော့ဝတ်သားအစ်စ်ကြော်လေးကိုထည့်လိုက်မယ်။ ဒီလိုရှိရင်အယောင်လေးလောက်အောင်တော့မြုပ်တီအမြည်လေးကိုအရှိလေးလီးပြီးဖဲလိုက်မယ်။ဟိုးသူဆိုရင်မွေးပြီးစားစင်ကြလေးအရွက်ကစိမ့်စိမ့်ကျွတ်ကျွတ်လေးဖြစ်သွားပြီးအခုဆိုရင်အရသာရှိတဲ့ဟင်းတစ်ခွက်ရပါပြီနော်။ဝတ်သားကျွတ်ကျွတ်အရသာလေးရဲ့ကက်နံရွက်ရဲ့ခါတက်တက်နဲ့လက်ဆက်ပြီးကျွတ်ကျွတ်အရသာလေးရဲ့စားလိုက်ရင် group group ဆိုတဲ့အတန်လေးတွေရဲ့ဟွန်းအရသာရှိလိုက်တာစားလိုက်အောင်မယ်နော်ခြာရင်စားနေပြီကျေးဇူးအပိတတူအားလုံးလဲဇမ္မာရှင်လန်းချမ်းမြေ့ကြပါစေနော်